ခုချိန်ကစပြီး2025ခုနှစ်ဧပြီလ4ရက်နေ့စီးရီးသတင်းကောက်နှုတ်ချက်များကိုတင်ပြပေးတော့မှာဖြစ်ပါတယ်။ပြည့်ရက်တယ်လို့လီဇဲထုတ်ပြန်ပြီးမြောင်းဦးမြို့နယ်မှာစစ်ကောင်စီကစစ်ကြောင်းထုတ်နေတဲ့သတင်းကိုတင်ပြပေးကြပါမယ်။ စစ်ကောင်စီကအပြည့်ရတယ်လို့ကြေညာထားပြီးနောက်တနေ့မနက်မှာပဲမန္တလေးတိုင်းညောင်မြို့နယ်တွင်စစ်ကြောင်းထုကတိုက်ခတ်တိုက်ခိုက်တာတွေလှုပ်ဆောင်နေတယ်လို့ကာကွယ်ဝင်ကြီးဌာန MOD ကထုတ်ပြန်ထားပါတယ်။ဧပြီလ3ရက်နေ့မနက်6နာရီခန့်ကညောင်မြို့နယ်ငတရောက်ရဲစခန်းကနေတင့်ကားနှစ်စီးနဲ့စစ်ကြောင်းထုလာတဲ့စစ်ကောင်စီတပ်ဟာလမ်းတစ်လျှောက်မှာ မြေတန့်တောင်မအူပင်ကြအိုကျေးရွာများကို0.5စစ်တပ်အပါဝင်လက်နက်မျိုးစုံနဲ့ပြစ်ကတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အလားတူစစ်ကောင်စီတပ်အင်အား200ခန့်ဟာမြောင်ဦးမြို့နယ်ကြောက်ပြင်ကန်ကျွာကိုစစ်ကြောင်းထိုးဝင်ရောက်လာကမိရှုဖျက်ဆီးမှုတွေလှုပ်ဆောင်နေတယ်လို့ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDA ကနေသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်ကြောက်ပြင်ကန်ကျွာကနေ60မမလက်နဲ့ကြီးလက်နဲ့ငယ်များရန်တမ်းပစ်ခတ်တာတွေလှုပ်ဆောင်ခဲ့ပြီးစစ်ဘေးရှောင် ပြည်သူများနေထိုင်လျက်ရှိတဲ့တဲများကိုမိရှုဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။စစ်တပ်ရဲ့စစ်ကြောင်းကကြောက်ပြင်ကန်ကျွာကို ပထမအကြိမ်မိရှုဖျက်ဆီးခဲ့ပူပြီး ငွေကျပ်သိန်း9000နီးပါးတန်မှုရှိပြည်သူပိုင်ပစ္စည်းများကိုခိုးယူဖောက်ထွင်းတည်ဆောင်သွားခဲ့ဘူးရဲ့လို့သိရှိရပါတယ်ခင်ဗျာအပြည့်ရတယ်လို့လီးစဲလဲပြားတဲ့စစ်ကောင်စီမှာတပိတ်ချင်းကနီဟုံမလင်းနဲ့တောင်တာမြို့နယ်တို့မှာလေကြောင်းတက်ခတ်မှုတွေပြုလုပ်နေတဲ့တရင်ကိုတင်ပြပေးကြပါရစေ ဧပြီလ3ရက်နေ့မိုးလယ်12:40မိနစ်အချိန်ခန့်မှာမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ခုနမိုင်ကျွရအနီးသူအကျန်းဖက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနမှသတင်းထုတ်ပြန်ထားပါတယ်။ဒါပြင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါမတက်လာတဲ့အကျန်းဖက်စစ်ကောင်စီရဲ့ပါရာမော်တာနှစ်စီးဟာသကိုင်းတိုင်းကနီမြို့နယ်မူထောရွာနယ်နေကြီးရွာတို့2025ခုနှစ်ဧပြီလ3ရက်နေ့နေ့လယ်12:22မိနစ် 12နာရီ35မိနစ်12နာရီ36မိနစ်12နာရီ38မိနစ် 12:52မိနစ်အချိန်တို့မှာဘုံသီးကျဲချတိုက်ခိုက်ခဲ့ပြီးတောင်ပြောက်ရွာကိုလည်းစစ်တပ်နဲ့ပစ်ခတ်သွားတယ်လို့သိရှိရပါတယ်။အလားတူဟောမလင်းလီတက်စကန်ဌာနချုပ်မှတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ MI2 ဗက်ဆောင်သုံးလေးရင်ဟာသခိုင်းတိုင်းဟောမလင်းမြို့နယ်ဖားနိုင်စန်းဆိုင်ပေနုဆွေရွာနယ်ရွှေမော်နီးတို့တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲဧပြီလ3ရက်နေ့မနက်9:30မိနစ်အချိန်ခန့်မှာဘုံသီးစစ်တုံးလုံးချတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဧပြီလ2ရက်နေ့မနေ့2နာရီခန့်မှာလေမန္တလေးတိုင်းတောင်တာမြို့နယ်သဲတော်ရွာကိုအကြမ်းဖက်စစ်တပ်ကပါရာမော်တာ3စီးနဲ့120မမဘုံသီးရှစ်လုံးကျဲချတိုက်ခိုက်ခဲ့ရာသဲတော်ကျွော်ရှိဘက်တောင်တာနယ်ကြောက်ပရောင်းသွားကားလမ်းမရဲ့အရှိဘက်ရေကြော်အလဲတန်းစာတင်ကြောင်းနဲ့ပြည်သူနေထိခိုက်ပျက်စီးခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါရခင်ဗျာ စစ်ကောင်စီကသခိုင်းနဲ့မကွေးမှာစစ်ကြောင်းထိုးပစ်ခတ်တာတွေဆက်လက်လှုပ်ဆောင်နေတဲ့တဲ့ရင်ကိုတင်ပြပေးကြပါရစေ။ စိတ်ကောင်းစီကတနိုင်ငံလုံးအပြည့်ရဲ့ကြီးညာထားပေမယ့်သကိုင်းတိုင်းဆလင်းကြီးနယ်ရင်းမပင်မြို့နယ်မကွေးတိုင်းဆလင်းမြို့နယ်တို့မှာစစ်ကြောင်းထုတ်ပစ်ခတ်မှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့သိရှိရပါတယ်။ဧပြီလ2ရက်နေ့ညပိုင်းမှာဆလင်းကြီးနယ်ရင်းမပင်မြို့နယ်အတွင်းကတရုတ်ကျေးနီစီမံကိန်းနီးရှိကျွရွာတွေကိုစစ်ကောင်းစီတပ်ရင်အား130ခန်းကစစ်ကြောင်းနှစ်ကြောင်းခွဲက ထိုးလာတယ်လို့ဆိုပါတယ်။စစ်ကြောင်းထိုးလာတာကြောင့်ဆလင်းကြီးမြို့နယ်ဒုံတော်ရွာ၊ဂုံတော်ရွာ၊ရွာသားရွာနဲ့ရင်းမပင်မြို့နယ် ယ်ကျေးစာကြရွာဘိန်းရွယ်ချောင်းရွာပေကုန်းရွာအနီးတဝိုက်ကျေးရွာတွေကဒေသခံတပေါင်းကျော်ထွက်ပြေးတင်းရှောင်နေရတယ်လို့ချင်းတွင်းရိုးမှမဟာမိတ်တပေါင်းစုထံကနေသိရှိရပါတယ်အလားတူမကွေးတိုင်းစလင်းမြို့နယ်စင်ပြူကျွန်းတညောင်လမ်းပိုင်းမှာစိတ်ကောင်းစီတက်တွေကစစ်ကြောင်းထိုးနေပြီးဧပြီလ3ရက်နေ့မနက်ပိုင်းမှာတော့ကံပြားရွာဘက်ကိုဆက်လက်ပြီးစစ်ကြောင်းထိုးနေတယ်လို့သိရှိရပါတယ် အဆိုပါစစ်ကြောင်းတွေဟာကြေးရွာတွေထဲဝင်ရောက်ဝင်နောက်တာလက်နက်ကြီးပစ်ခတ်တာတွေလှုပ်ဆောင်နေတာကြောင့်အနီးအနားကြေးရွာတွေကဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရှိရပါတယ်။ မက်ရှလာ၂၀ရှိရနေကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင်းလူထိခိုက်ဒေဆုံးမှုများပြားခဲ့ရာကယ်ဆယ်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်မှု NUG ဆိုရကထိုးစစ်နှစ်ပတ်ရက်မယ်လို့မက်ရှလာ၂၉ရနေ့ညမှာထုတ်ပြန်ထားပါတယ်စစ်ကောင်စီဘက်ကလည်းဧပြီလ၂ရက်ညပိုင်းမှာသုံးပတ်ကြာအပြစ်ရက်မယ်လို့ထုတ်ပြန်ခဲ့ပေမဲ့ယနေ့အထိအမှန်တကယ်အပြစ်ရက်တာမျိုးမရှိဘဲစစ်ကြောင်းထုတ်ပြစ်ခတ်တာတွေပြင်လေကြောင်းမှဘုံကျဲတိုက်ခိုက်မှုတွေကိုဆက်လက်လှုပ်ဆောင်နေခြင်းဖြစ်ပါရယ်ခင်ဗျာ စစ်ကောင်စီလက်အောက်ခံ PNO PNE ကတော်မီရှုံမှုကြောင့်ကြေးရွာနှစ်ရွာကိုမီးကူးဆက်ပြီးနေ24လုံးခန့်မီးလောင်ပျက်စီးခဲ့တဲ့သတင်းကိုတင်ပြပေးကြပါရစေ။မက်လ31ရက်နေ့မွန်လယ်ပိုင်းမှာ PNO PNE တက်ဆွဲနေရာဆောင်းပြောင်းနဲ့နောင်ဝိုးဘက်မှာတော်မီစတင်ရှုခဲ့ပြီးတစ်ဆက်တစ်ဆက်ထဲရှိတောင်မဲတင်းနဲ့လုံပြင်ကြေးရွာများသို့တော်မီကူးဆက်ခါအရက်သားနေ20လုံးခန့်လုံပြင်ကြေးရွာမှာနေ4လုံးခန့် အသီးသီးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကြောင်းပုဂ္ဂိုလ်မျိုးသားကာကွယ်တပ်ဖွဲ့ Camp က PNDF KK မှတရင်ထုတ်ပြန်ထားပါတယ်။ PNDF KK နဲ့ KNDF အပါအဝင်မဟာမိတ်တပ်ပေါင်းစုများကကျေးရွာများသို့ကူးစက်နေတဲ့တော်မီနှိမ့်တက်နိုင်ရေးကူညီဆောင်ရွက်ပေးခဲ့တယ်လို့သိရှိရပါတယ်။ PNO PND သည်တောင်မဲသိန်းကျွော်နှင့်လုံပြင်ကျွော်ဘက်သို့လက်နက်ကြီးများနှင့်၎င်းအသေးခံဒရုန်းများနှင့်၎င်းနေ့စဉ်လိုလိုတိုက်ပွဲဖြစ်ပွားခြင်းရှိပဲတိုက်ခတ်လျက်ရှိတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ ထရူးဆိုမျိုးတွင်ကနေအများကိုစစ်ကောင်စီကအကြောင်းမဲ့မိရှုဖျက်ဆီးခဲ့တဲ့တရင်ကိုတင်ပြပေးကြပါရစေ။ကင်းနီပြည်နယ်ထရူးဆိုမျိုးတွင်ကပြည်သူလူထုနေအများကိုစစ်ကောင်စီတက်ကအကြောင်းမဲ့မိရှုဖျက်ဆီးခဲ့တယ်လို့ကင်းနီမျိုးသားများကာကွယ်တဲ့ KNDF ကတရင်ထုတ်ပြန်ထားပါရစေ။မတ်လ31ရက်နေ့မှာထရူးဆိုမျိုးမျိုးမရဲစခန်းတွင်မှခြေကုပ်ယူထားတဲ့စစ်ကောင်စီတပ်ဖွဲ့ကတိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိပဲ မြောင်စင်ရက်ွက်နဲ့ရွှေပြည်သားရက်ွက်တို့ကနေအများကို မိရှုဖြစ်စီခဲ့တာလို့သိရှိရပါတယ်။ဧပြီလ10ရက်နေ့ညပိုင်းတိမိဆက်လက်လောင်ကျွမ်းနေခဲ့ပြီးအ ਨੇ စုံပြည်သူလူထုပိုင်းနေအိမ်6လုံးမိလောင်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်။ပရိဆိုမြို့မှာတိုက်ပွဲမရှိတာကြားမြင့်နေပြီဖြစ်ပြီးဒေသခံလူထုများ နေထိုင်မှုမရှိတော့သလိုစိတ်ကောင်းစီတပ်ဖွဲ့နဲ့၎င်းရဲ့နောက်လိုက်များကပြည်သူလူထုပစ္စည်းများနေအိမ်များကို ဖောက်ထွင်းယူဆောင်မိရှုဖြစ်စီတာတွေကိုဥပဒေမဲ့ပြုလုပ်နေကြတယ်လို့သိရှိရပါတယ်ခင်ဗျာ။ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ပြည်သူ့ဒီမိုကရက်တစ်တပ်တော်လေးနှစ်ပြည့်ခမ်းနားကျင်းပတဲ့သတင်းကိုတင်ပြပေးကြပါရစေ။ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ပြည်သူ့ဒီမိုကရက်တစ်တပ်တော် PDO PDA ရဲ့လေးနှစ်ပြည့်ခမ်းနားကိုတပ်တော်ရဲ့စစ်တေတာအသီးသီးမှာအောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါရစေ။ဧပြီလ၁ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ PDO PDA ရဲ့လေးနှစ်ပြည့်ခမ်းနားမှာအလန်တင်ခမ်းနားနဲ့တစ္ဆာဒိဋ္ဌန်ဆိုခြင်းလေးနှစ်ပြည့်ထိမ့်မဲ့မိကုံပြောကြခြင်းဗဟုကော်မတီနဲ့ဗဟုဌာနချုပ်အသီးသီးမှာပေးပို့တဲ့ ဝင်းလွှာများကို ဖက်ကြားခြင်းများပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ဒါပြင် PDO PDA အမတ်နှစ်စစ်တေသာကြေးရွာအုပ်ချုပ်ရေးကြေးရွာကာကွယ်ရေးအရန်တပ်ဖွဲ့နဲ့ကြေးရွာပြည်သူလူထုမှအမတ်တရားစကားများပြောကြားခြင်းရှေ့တန်းစစ်မြေပြင်မှာရွရွချွင်ချွင်တိုက်ပွဲဝင်ကပေးဆက်ဆွလွန်ခဲ့တဲ့ရဲဘော်များကိုမှတ်တမ်းတင်ဂုဏ်ပြုခြင်းများပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ညဘက်မှာလည်းကြေးရွာနေပြည်သူလူထုအားပြည်သူဒီမိုကရက်တစ်အဖွဲ့ပြည်သူဒီမိုကရက်တစ်တပ်တော် PDO PDA ရဲ့အမတ်တရားဗီဒီယိုများဖွင့်လှစ်ပြသ ာခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာတောင်ညိုတရင်သုံးနှစ်ပြည့်နေစုပေးပွဲခံနာကျင်းပတဲ့တဲ့ရင်ကိုတင်ပြပေးကြပါတယ်။တောင်ညိုတရင်သုံးနှစ်ပြည့်နေစုပေးပွဲခံနာကိုဧပြီလ10ရက်နေ့ကကျင်းပပြုလုပ်ခဲ့ကြောင်းတောင်ညိုကော်လန်ကသတင်းထုတ်ပြန်ထားပါတယ်။ အခမ်းအနားမှာမိနာကံမှုနဲ့စီကံကောင်းမှုနဲ့ရဲဘော်များကိုစုပေးခြင်းတရင်မှာသုံးနှစ်ကြာဖြတ်တန်းခဲ့ရတဲ့အခက်အခဲများပေါ်ဆောင်နိုင်တဲ့တိုက်ပွဲများကြောင်းချပြဖတ်ကြားခြင်းတရင်မှုများမှာအားပေးစကားပြောကြားခြင်းနဲ့အတူရှေ့ဆက်၍ငါတို့တောင်ညူဘယ်တော့မှမပြူးဆိုတဲ့ဆောင်ပုတ်အတိုင်းဆက်သွားကြမည်ဖြစ်ကြောင်းပြောကြားရင်းအခမ်းအနားကိုပိတ်သိမ်းခဲ့တယ်လို့ဆိုပါတယ်သုံးနှစ်တာကာလအတွင်းပျောက်ကြားတိုက်ပွဲ68ကြိမ်ထက်မနည်းပေါ်ဆောင်နိုင်ခဲ့ကတိုက်ပွဲတွင်ရန်သူ258ဦးသေဆုံး200 33ဒဏ်ရာရရှိခဲ့ကစစ်ကား29စီးပျက်စီးခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါတိုက်ပွဲများတွင်တောင်ညိုတရင်ဘက်မှလည်းကြာဆုံးရဲဘော်6ဦးရှိခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်မင်းစစ်သွင်းနဲ့ခါရှယ်တို့ကပေးပို့ထားခြင်းဖြစ်ပါတယ်။ကျွန်တော်ကတော့ຫນွေဦးလင်ပါ။